င်များမင်္ဂလာပါရှင် Facebook ချစ်သူတွေအတွက် Facebook သုံးဆွဲရတဲ့အခါမှာစိတ်ပျော်ရွှင်မှုတွေစိတ်ညှဉ်းမှုရတာတွေနဲ့ပတ်သက်ပြီးတော့ညီမတို့ရဲ့ Public Post အစီအစဉ်ဒုတိယပိုင်းမှာပြည်သူလူထုကဘယ်လိုမျိုးတွေဆွေးနွေးကြတယ်ဘယ်လိုမျိုးတွေပြောဆိုသွားလဲဆိုတာကိုတင်ဆက်ပေးအောင်ပါပါညီမတို့ဖူးဖွင့်ခိုင်ပါကျွန်တော်ကတော့မျိုးဝင်းပါ K K ဆိုပဲအကွာလူချားရဲဆိုလို့တော့ဟုတ်ပါပါကိုရတယ်ဟုတ်ကူဆက်ပြောပါဦးဒီ Facebook နဲ့ပတ်သက်ပြီးတော့ဟုတ်တယ်ညီမကြီးဒီ Facebook ကကောင်းတာတွေလည်းရှိလို့ဆိုးတာတွေလည်းရှိတယ်ဒီကောင်းတာတွေဆိုရင်တော့အခုတို့ဒီ Facebook မှာ တကယ်အကူအညီလိုနေတဲ့လူတွေအပြင်ပလောကမှာတကယ်အကူအညီနေတဲ့လူတွေရဲ့ဓာတ်ပုံတွေကိုတင်ပြီးတော့ဒီ Facebook မှာအကူအညီတောင်းခံလာနေတာလေလူမှုကွန်ရက်တွေမှာဒါနောက်ပိုင်းမှာလှုပ်လာကြတာတွေ့တယ် ဒီဟာတွေပြန်ကြည့်မှာဆိုရင်ဒီ Facebook တီထွင်တဲ့လူတွေတို့တော့မှအခုတို့ပြန်ပြီးတော့ကျေးဇူးတင်ရမလို့ဖြစ်နေပြီမွားရဟုတ်တယ်ကိုယ်အခုပြောလို့ပေါ့နော်ဒီဓာတ်ပုံဆိုညီမတခုပြောဖို့တတိယပါတယ်ဘာလဲဆိုတော့အဲ့ဒီဓာတ်ပုံနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကိုပိုင်ကိုယ့်ရဲ့ဓာတ်ပုံကိုတင်တယ်အဲဒါလွတ်လပ်ခွင့်ပဲလေးတင်ကြတယ်ဒါပေမဲ့အဲ့ခါမှာဘာဖြစ်လာလဲဆိုတော့ကိုယ့်ရဲ့ဓာတ်ပုံကိုခိုးယူကြတယ်ခိုးယူပြီးတော့ညီညာနဲ့ website တွေမှာတင်တာတို့ဒီညီညာနဲ့ဓာတ်ပုံတွေနဲ့အတူတူတွဲပြီးတော့ tag လုပ်တာတို့ဒါတွေလည်းဖြစ်လာတယ်ဒါတွေဆိုလို့ရှိရင်ပေါ့နော်ဒါအုံပြုတဲ့လူတွေအတွက်ကိုကာယကံရှင်တွေခံစားရတွေအတွက်လည်းထိခိုက်မှုတွေရှိတယ်လို့ပတ်ဝန်းကျင်မှာဆိုလို့ရှိရင်ဒါပြောစရာကြီးဖြစ်လာတယ်ပေါ့နော်ဒါတွေမဟုတ်ပါဘူး ုံညီမကြီးကိုတို့လူပတ်ဝန်းကျင်မှာမတော်ဆမှုတွေဖြစ်ပွားလာတယ်နော်ဒီဖြစ်ပွားလာတဲ့ပုံတွေကိုကိုတို့ဒီလူမှုကွန်ရက်တွေမှာတင်လာလေရှိလာတယ်နောက်ပိုင်းမှာတော်တော်များများရှိလာတယ်ဒီဟာတွေနဲ့ပတ်သက်ပြီးတော့လူကျင်ဟောက်ဖြစ်လာတယ်လေတွေ့လာတယ် ပြေးလာရအောင်ဒါလူချင်းဝေချိုးဖောက်မှုတစ်ခုလို့ပြောရမှာเนาะဒါကပေါ့เนาะနောက်ထပ်အဲ့လိုမျိုးအကြောင်းအရာတစ်ခုရှိရယ်ဘာလဲဆိုတော့တကယ်မီးလောင်နေနေရတယ်ပေါ့เนาะဒီလိုမျိုးမီးလောင်နေနေရတယ်မှာလူတွေကသွားပြီးတော့မီးကိုနှိမ့်သက်ပေးမယ်လူတွေကိုကယ်မယ်ဆိုတာမျိုးတိတ်မတွေ့ရတော့အဲ့ချိန်မှာဘာလုပ်ကြလဲဆိုတော့ဒါဒီနေရာမှာမီးလောင်နေပါတယ်ဆိုတော့ selfie တွေဆွဲကြတယ်ပြီးတော့အလူအရပေါ့เนาะဒီ Facebook ပေါ့ like တင်ကြတယ်ဒီလိုကိစ္စတွေကဒါလူတွေရဲ့သူတို့ကြောက်စရာကောင်းတယ်သူတို့ရဲ့စိတ်အတ္တတွေပေါ့เนาะဒီဒါတွေကိုမြင်တွေ့ရတော့လဲဒါ Facebook သုံးလာတာကြီးကတကယ်ကိုနည်းနည်းညှဉ်းညူစရာတော့ကောင်းလာရယ်เนาะ ဟုတ်တယ်ညီမရေဒီအကောင့်အဆိုးတွေနဲ့ဒွန်သွင်းနေတဲ့ဒီ Facebook ပေါ့နော်ဒီ Facebook နဲ့ပတ်သက်ပြီးတော့ပြည်သူတွေရဲ့အသံ public view အစီအစဉ်ကိုကိုတို့ဆက်လက်ထုတ်လွှင့်ပေးလိုက်ကြအောင်နော်ဟုတ်ပါပြီဒါမဲ့တုံးတက်တော့ကောင်းတယ်မတုံးတက်တော့မကောင်းဘူးပေါ့တုံးတက်တာလဲကိုကပညာသားပါနဲ့တုံးတက်မှလေးချိုးဆိုရှိတယ်မကောင်းတာလေးတင်တာလေးပါညာရှိတယ်အဲ့ဒါကြောင့်ခလေးတွေမမြင်စေချင်ဘူး ဟုတ်ကဲ့ပါဟိုကြားရမရမမဟုတ်ပါဘူးဗောနော်ကျမတို့ online ဆိုတာကျမတို့ခုနပြောသလိုမျိုးကျမတို့ရဲ့ emotion တွေကိုတင်တာလည်းရှိရယ် personal တင်တာလည်းရှိရယ်ကျမတို့အလုပ်တွေကိုတင်တာလည်းရှိရယ်ဗောနော်မျိုးစုံပဲတင်တာရှိရယ်ဒါပေမဲ့အဲ့လို online တင်တဲ့အခါမှာမြည်သူသူတယောက်ကိုမအနှောက်အယှက်မဖြစ်စေရမျိုး နော်အဲ့ဒါမျိုးနောက်ဒီလိုမျိုးဟိုလူမျိုးရေးမုံတီးအောင်မို့လို့ပြောတဲ့ဟာမျိုးပြီးလို့ရှိရင်အမိုးစကားတွေမပွားအောင်ပေါ့နော်ကျမတို့ပန်းစကားပြောတဲ့စကားပုံစံမျိုးတွေနဲ့လူငယ်တွေအားလုံးကဒါကိုအကျိုးရှိရှိသုံးဆွဲမယ်ဆိုလို့ရှိရင်လေဒီဟာဆေးအနေနဲ့ဖြစ်သွားမှာပါလို့ကျမတို့မြင်ပါတယ်ဆက်စကိစားတယောက်နဲ့တယောက်ဟိုပြောလာမယ်အပြန်အလှန်ဟိုချစ်ချမ်းကြိုက်ချမ်းဝင်တဲ့ကိစ္စလေးပြောလာတာညားတာတော့အခုတော်တော်များများတော့တွေ့ရတာတော့ရှိတယ် အဲဘယ်လိုလဲသုံးဆွဲတဲ့လားပြောချင်းချိန်ပြီးတော့ဗောနော်တချို့ဆို share တဲ့ post တွေရှိတယ်တချို့ဆိုမ share တဲ့ post တွေရှိတယ်ချင်းချိန်ပြီးတော့ကိုယ့်ကိုစဉ်းစားဗောနော်ဟုတ်ကဲ့ hate speech သူများအမုန်းပွားတဲ့ comment တွေမှာဒီညညပတ်တွေရေးရတော့သူများစိတ်ထိခိုက်စင်မဲ့စကားရေးတာပြီးရင် racism ဒီလူမျိုးဘာသာခွဲခြားတဲ့စကားတွေကိုမပြောဖို့ဗောနော် comment ရင်းရင်လည်းအဲ့လိုတခြား queue ဆိုင်ပြီးရေးတဲ့နေလို့ခင်ပြီးရင် share လောက်တာဗောနော်ဟိုတွေ့သမျှတဲ့င်းနေကိုလိုက်ပြီးတော့ ရှယ်ခလုတ်နှိပ်လိုက်တော့ကိုပြင်မလားကိုစကားဖွားလို့ဖြစ်နေရပါတော့တကယ်ဟုတ်လားမဟုတ်လားလည်းမသိဘူးပေါ့ဆဲတာတို့ဆိုတာတို့ကောမထဲမှာကြတော့လုံးဝအဆင်မပြေဘူးပေါ့နော်ဗမာမျိုးသားမျိုးသမီးတယောက်အနေနဲ့ရင်ကြီးကြီးလေးပဲဆက်ဆံတင်အဲ့ဒါဆို Facebook ကကောင်းတဲ့ဘက်ကဖြစ်သွားမှာပေါ့နော်ဟုတ်ကဲ့အကုန်လုံးထိုင်းသိမ်းနေတာပေါ့ဟုတ်ရေကံမြေကံပေါ့နော်ရေကံမြေကံအရတခါလေးကြသူများကိုပြောပြောနေတာပေါ့နော်အဲပြောနေတဲ့ဟာလေးတွေများတဲ့အခါမှာဒီတိုင်းပြောတာဆိုင် သူတို့ကဒီပေါ်မှာပြောလိုက်သူများကိုမတွေ့ရအောင်ပေါ့အဲအဲ့လိုမျိုးနဲ့အာတုံးတုံးလေးအဲရှိကြတာပေါ့ဟိုတတိမမှန်တာဒီဘယ်လိုပြောမလဲအဲ့လူကိုဘယ်လိုဒီတတင်းရပေါ့တစ်ဖက်လူကိုဘယ်လိုထိကြိုက်သွားနိုင်လဲဘယ်လိုအရင်ထိကြိုက်သွားမယ်ဆိုလို့ရှိရင်ဒီအောင်ဖြည်းဖြည်းရောက်ကင်ထွဲဖို့ဖွဲ့စည်းတရရပေါ့နော်အဲ့တော့ဟိုတချို့လေးကြရင်ချိတ်ကြောက်ခံရတာတွေပါတယ်တော့ရှိရဆိုတော့အဲ့လိုမျိုးတတိယရောက်ကင်ထွဲပေးစေခြင်းလား ဲ့ဒါတော့ information ဆွဲလန်းတာပေါ့နော် information တွေအပေါင်းစုံရတာပေါ့ Facebook ပေါ်မှာဆိုတော့လူငယ်တွေအနေနဲ့ကိုကတော့ပြောချင်တာကတော့ဒီ Facebook သုံးတာကောင်းတယ်ဒါပေမဲ့ရွေးချယ်ပြီးသုံးဖို့လိုတယ်ကိုစိတ်ဝင်စားတဲ့အပိုင်းပေါ့နော်ပြီးလို့ရှိရင်အချိန်ကန့်သက်ပြီးသုံးဖို့လိုတယ်ဘာလို့ Facebook ဆိုတာဒီအများကြီးပဲပေါ့နော်ကိုအကုန်လုံးနဲ့ live ဖန်နေရလို့ရှိရင်တော့မပြီးတော့ဘူး အခုအခုကတော့ Facebook မှာသတင်းကောင်းတခုလို့လည်းပြောလို့ရတယ်။ဘာလဲဆိုတော့အဲ့ Facebook မှာကိုယ့်ရဲ့တက်ပုံရှုပြီးတော့ချိန်ချောက်ထားတယ်ပေါ့နော်။မတမာမှုပြုလုပ်တာတွေငွေညစ်တောင်းတာတွေဒါတွေဖြစ်လာလို့ရှိရင်ကိုယ့်စီမှာတက်တင်မိမိရရှိမယ်ဆိုလို့ရှိရင်တိုင်ကြားလို့ရနေပြီလေ။ဟုတ်တယ်ညီမအဲ့ phone number ကိုသိတယ်။မသိချင်လိုက်မှ။ဟုတ်ကဲ့။3960 439158အဲ့ကိုဆက်သွေးပြီးတော့တိုင်ကြားလို့ရတယ်ညီမဟုတ်ပါပြီပရိသတ်တွေပြန်ပြီးတော့မှတ်မိပါအောင်ညီမနောက်တစ်ခေါက်ချက်ပြောလိုက်မယ်နော်ဆက်သွေးပြီးတော့တိုင်ကြားမယ့်ဖုန်းနံပါတ်ကတော့3960 439158ဖြစ်ပါတယ်ရှင် ဟုတ်တယ်ဒီမှာဒီ Facebook နဲ့ပတ်သက်ပြီးတော့ဗောနော်အခုတစ်ခုသိတာဒါသတင်းကောင်းလဲဖြစ်ခြင်းဖြစ်မယ်သတင်းဆိုးလဲဖြစ်ခြင်းဖြစ်မယ်စိတ်တော်ဝင်စားလိုက်ပြောပါဘာများလဲဘာလဲဆိုတော့ Facebook ကနေပြီးတော့ကျင်ရလေးရှာတာဗောနော်ဘဝရဲ့လက်သွေးဖို့လေးရှာတယ်အေးဘွားလက်သွေးဖို့ရှာတာလည်းညီမအကန်ကောင်းလို့ရှိတယ်ကန်ဆိုးရလို့လည်းရှိတယ်ညီမအကိုအဲ့လိုထိရန်ကိုညှိုးပြီးတော့ပြောနေပုံရလို့ရှင်ပေါ့နော်အကိုလည်းဒီ Facebook မှာရှစ်လူတွေ online အာညီမရှာနေတာတူရှာတော့ရှာပါဒါကန်မကောင်းပါဘူးညီမကန်ကောင်းပါ့မဟုတ်ဒါမှတခုတော့ရှိတယ်အကိုဒီနေ့ စဖီးသဘုံသလားလေးရိုက်ရတာရှိတယ်။အဲ့ဘုံကိုကိုဒီနေ့တင်ပြီးတော့ရှာကြည့်အောင်ရမရအောင်မသိဘူး။ပြိတ္တကြီးပြိတ္တကြီးလည်းသိရတိုင်းတော့ကိုမျိုးမေးတယောက်ကတော့စဖီးဘုံလှလာနေနဲ့ကျင်းရရှာတော့မသိဘူး။အဲ့လိုပဲဖွာလေကြာသူက။ဟုတ်ပါပြီ။ဟုတ် ဟုတ်တယ်ကွညီမတို့စီကိုလာပြီးတော့ရင်ဖွင့်နေတယ်မှာပေါ့နော်ဒီ Facebook online ကနေ online ချစ်သူတွေဖြစ်ရတာနေတကယ်ကိုအိမ်အောင်ချသွားတဲ့ချစ်သူတွေကိုလည်းတွေ့ရတယ်ကိုရဲ့ဒါတွေကတကယ်ထူးလဲထူးကြရတယ်ဒါဖြစ်တောင်ဖြစ်ခဲဆိုပေမဲ့လည်းဒါတကယ်ကိုရှိရပေါ့ရှိတော့ရှိရရှာရပေါ့ဟုတ်တယ်ညီမဖူးဖွင့်ရလဲဒါရှာလို့ထင်တယ်ရှာမယ်မရှာပါဘူးသက်သက်ဆာနေတူ360ရတော့အခုခေတ်စားနေအဲအဲ့ဒါနဲ့ရတယ်ကောင်မလေးတွေနဲ့တွေ့တယ်မျက်နှာမဲနေတဲ့ကောင်ကဖွေးရောင်လို့တယ်မျက်နှာမဲနေတဲ့မိန်းကလေးကဖွေးရောင်လဲအမှတွေ့တယ်တွေ့ပြီးမှပြန်လာတဲ့တက်ကောင်အဲ့ဒါရောက်မကောင်းတဲ့ဘက်ပေါ့နော် ကျွန်တော်ကိုတေပေါ့နော်ကျွန်တော်အမတယောက်ဆိုလို့ရှိရင်ဝင်ခွဲပေါ့သူဆိုလို့ရှိရင်တော်တော်တာဥရှင်းနေတယောက်ပေါ့နော်ဟောအဲ့ဒါ Facebook တွေ့ရဲ့ counter like ပါရောအဲ့လိုဘွားပြပါပဲရှိတာပေါ့အဲ့ကျွန်တော်သိမကောင်းတဲ့ဟာတွေပေါ့နော်အဲ့ယုံကြည်မှုရနိုင်ပါတယ်တယောက်နဲ့တယောက်ပေါ့နော်တချို့ကြတော့လည်းအမှန်တကယ်ဟိုဘောမှာသူ့ရဲ့ profile ဝင်ကြည့်ရလို့ပေါ့နော်တင်ရုပ်သူ့ရဲ့ ရုပ်ကိုတင်ထားဆိုတော့သူ့ရဲ့ဒစိတ်တေတာလောက်တော့သူ့ကိုခံမန်းနိုင်တယ်ပေါ့အတက်နိုင်ဆုံးတော့ကောအဲ့တော့နည်းနည်းပါတော့ယုံကြည်မှုရှိရပါဟုတ်မှာကျွန်တော်တင်တော့40လောက်ပဲယုံကြည်လို့ရမယ်ထင်ပါတယ်လူတယောက်ရဲ့ပုံစံနဲ့ပုံစံကြည့်ပြီးတော့လူရဲ့စိတ်ကိုစိတ်တွေကိုဆုံးဖြတ်လို့မရဘူးဟိုသူ့ရဲ့စိတ်တွေကကြာကြာမမအတိမယ်သဘောတရားပဲအဲ့တော့ကြောင့်မို့ဟိုဒီလိုခိုင်းဟိုင်းတာတော့လာလို့မယ်ဆိုလို့ရှိရင်လေဟိုတိုးတင်တာတိုးလို့ရှိလို့ရှိရင် relationship နေနေရတော့ကော့ကိုတကယ်ချင်းအခြေစိုးဘာလို့လုပ်ပြီးတော့မှာပဲအချိန်ကြာကြာဆုံးဖြတ်တင်ပါတယ် အများကြီးတော့မယုံကြည်ရလို့ထင်တာပဲဘာလို့လဲဆိုတော့တယောက်ကြောင့်လည်းတယောက်မသိကြောက်လေးမဟုတ်လားတယောက်ကြောင့်လည်းတယောက်မသိဘူး तू သမီးမမအများဆုံးကြုံတွေ့နေရတော့ကောင်မလေးအလုံး online ပေါ်မှာကြိုက်တယ်ကြိုက်ပြီးတော့သူတို့ live သွားကြတယ်ဟိုရောက်မှဟို तू ကဟိုဘယ်လိုပြောမိမရှိနေရတော့ခလေးရှိနေရတော့အဲ့လိုမျိုးဖြစ်ပြီးတော့ကွဲပြေးပြန်လာအများကြီးတော့သမီးကတော့မကောင်းလို့မြင်နေတယ်မဟုတ်လားဒီမှာလက်ရှိကိုနဲ့ဟို၃နှစ်၃မိုးလောက်တွေ့ပြီးကြိုက်နေတဲ့သူတွေကမှတယောက်ကြောင့်တယောက်သိနေတဲ့လူတွေကမှတစ်ချိန်ချင်းအဲ့လိုမျိုးဖြစ်သွားကြတယ်ပဲသမီးကတော့မကောင်းလို့ပဲထင်ပါတယ်ဟုတ်ကဲ့ဖြစ်တတ်ကြပါတယ် တရှုတ်လေးပေါ့တရှုတ်လေးကြော်လဲလိုမျိုးပေါ့အဲ့တော့ကြာတဲ့သူရဲ့ရှေ့ပေါ့တရှုတ်ကြော်လဲမကောင်းဘောเนาะလိုမျိုးပေါ့ဒါပေမဲ့စဉ်းစားမိန်းလေးတယောက်နဲ့လည်းစဉ်းစားသေးတယ်တော့ရှိရပါဘောเนาะသူကသူဒါမှန်တာမှားလားဆိုတော့ကိုယ်ကိုဝေဖန်မထမ်းတတ်နိုင်ပြဿနာမရှိရပါဘူးအမ်ကောင်းတဲ့ဘက်ကကြည့်မယ်ဆိုရင်တော့ကောင်းတယ်ပေါ့နော်ဒါကအချစ်ကိုရှာဖွေတယ်ပေါ့မကောင်းတဲ့ဘက်ကကြည့်ရယ်ဆိုရင်တော့ဒါမကောင်းဘူးပေါ့ဘာကြောင့်လဲဆိုတော့ဒီပေါ်မှာမတမာမှုတွေအများကြီးပါလာနိုင်တယ်လေဒီလိုမျိုး သူတို့အပျော်စိတ်လွတ်ကိုလို့ပေါ့ပြောချင်တာမျိုးအဲ့လိုမျိုးအပျော်ရှာကြရတယ်ရွှေယောက်ျားလေးတွေကမင်းကလေးလည်းဒီလိုပါပဲယောက်ျားရှိနေတာနဲ့လူမျိုးဟိုဟာချစ်သူရည်ရကပြောတာပေါ့ချင်းချောက်မှုတွေရှိရဲဆိုတော့ဒါကတော့ဟိုပါပေါ့နော်ကိုဘဘူးနဲ့ဆက်သွယ်ပြီးဘဘူးနဲ့ပြောနေတဲ့ပုံမှာပဲမူတည်တယ်ကိုနဲ့ဆိုရှယ်မီဒီယာကတော့ကိုနဲ့သိလို့ရှိရင်တော့ကျွန်တော်တို့အက်လုတ်ထားလိုက်တယ်ကိုနဲ့ကိုတငယ်ချင်းတွေဒီအက်လုတ်ထားတယ်မသိဘဲနဲ့အက်လုတ်ထားမိရင်တော့ဒီလိုဒီချင်းချောက်မှုတွေဖြစ်လာနိုင်ဖို့များတာပေါ့နော် မကြီးဒီ Facebook သုံးပြီးတော့ချစ်သူရှားတာလဲထီထိုးရလို့ပါ ကံကောင်းတဲ့လူရှိလို့ကံမကောင်းတဲ့လူတွေရှိဒါပေမဲ့ကံမကောင်းတဲ့လူတွေကများပါတယ်ကျွန်မလေးဟုတ်ပါတယ်ဘာလဲပြောပါ Facebook ကိုတုံးဆွဲတဲ့အခါမှာဆိုလို့ရှိရင်အတုံးပြွက်ခါမှာတတိထားပြီးတုံးဆွဲဖို့တော့လိုအပ်ပါတယ်အခုညီမနောက်ထပ်ပေါ့နော်ဒီ Facebook နဲ့ပတ်သက်ပြီးတော့ပဟုတုတအနေပြောချင်တယ်အခုပြောပါဦးခင်ဗျဟုတ်ကဲ့ Facebook ကတော့ပေါ့နော်ဒီ Max Zuckerberg ဆိုတဲ့လူက2004ခုနှစ် February လ4ရက်နေ့မှာစတင်ပြီးတော့သူ့ရဲ့ Harvard တက္ကသိုလ်အခန်းမောတငယ်ချင်းတူဖြစ်တဲ့ Edwardo Severin ဆိုတဲ့လူနဲ့စတင်ပြီးတော့တီထောင်ခဲ့တယ်စတင်ပြီးတော့တီထောင်တဲ့အချိန်မှာတော့ Harvard တက္ကသိုလ်မှာပဲတုံးပြလာတယ်တည်ပြလာတဲ့အခါမှာတော့2000 6ခုနှစ်စက်တင်ဘာလမှာပေါ့နော်အဲ့မှာကျတော့အမေရိကန်တို့ကနေဒါတို့အဲ့တက္ကသိုလ်တွေမှာအသုံးပြုလာကြတယ်ကွယ်အခုဆိုရင်တော့ဒါလူတိုင်းလည်းသိပြီဒါ Facebook ကိုကျယ်ကျယ်ပြန့် blog တွေအသုံးပြုလာကြလဲဆိုလို့ရှိရင်လာစင်လာစင် active user တွေက1.65 billion လောက်ရှိရဲတဲ့အိုးညီမအရန်များပါဟုတ်တယ်နော်တလားတလားကိုဒီ1.65ဆိုတာလည်းနော်နော်ဦးရောမဟုတ်ဘူးဟုတ်တယ်ကွယ်ဟုတ်ကဲ့ပါကိုဒီ Facebook နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီတင်ဆက်ပေးသွားခဲ့တာတွေကိုဒီပြည်သူတွေရဲ့စကားသံ public ပုံမှာဒီလောက်နဲ့ပဲရှင်းထားလိုက်တော့မယ်နော်ဟုတ်ကဲ့ပါညီမ